လက်နဲ့ကင်ပြီးချင်းချောက်ထားတဲ့အမှုပညာရှင်တွေရှိတယ်လို့ယင်းနေကနေပြီးတော့အဘအဘအဘဆိုပြီးတော့ဘောမနေသောအမှုပညာရှင်တွေတပုံကြီးပါဗျာအကယ်ဒမီပြေပွဲကြီးလည်းပြီးခဲ့ပြီပေါ့နော်ပြီးခဲ့ပြီဆိုပေမဲ့လည်းဟိုတိတ်တိတ်သိပြီးသွားတယ်လို့ခံရတာပေါ့နော်အရင်နှစ်တည်းကလို့မဟုတ်ဘူးသူတို့ပြည်သူလူထုတွေလည်းတကယ်ကောင်းကောင်းကြီးကိုဝိုင်းကောလုပ်နိုင်ကြတယ်ပေါ့ဒါပေမဲ့ဦးသူတို့ကြာတွေ့ကြည့်တဲ့အခါမှာတော်တော်ကြီးဦးသူတို့ဒီပေါ့နော်ဟိုစိတ်မကောင်းတရား ရှိတာပေါ့နော်ပြည်သူကမြောက်သားလို့တောက်ကြွားပါတယ်ပေါ့နော်ပြည်သူရဲ့အားပေးမှုတွေနဲ့ရှင်သန်အသက်မွေးနေကြရတယ်ဆိုတော့လူပညာတွေတွေဟာဟိုပြောင်းလဲနေတယ်တွေ့ရတယ်ပေါ့တဲ့တယ်ပြောရရင်တော့ဒါရိုက်တာကြီးသိုးထွန်းတို့ပေါ့နော်သူရဲ့မိန်ကွန်းကြီးမှာဘာတွေပြောသွားလဲဆိုလို့ရှိရင်ဒီအကယ်ဒမီသူပေးဝဲမှာဆိုလို့ရှိရင်ခေါင်းဆောင်နှစ်ယောက်ပဲတက်ခဲ့မှုတယ်ပေါ့နော်လက်ရှိဟိုမင်းအောင်လိုင်းနဲ့ခုနုနဲ့ပဲတက်ခဲ့မှုတယ်ဆိုတော့ဆိုတော့ NLD ဆိုရလက်ထက်ပေါ့နော်လူထုဆိုရလက်ထက်မှာဓမ္မရတောင်စံသူကြီး တယောက်ခဲ့တဲ့ဘွဲတွေကိုသူတက်ရှိထင်ရှားကြီးချိပါလေနဲ့မျက်စိတွေပဲကန့်ပြီးနားတွေပဲပြင်းသွားရောသလားပေါ့နော်ဟိုနုပညာသမားဆိုတာကအမှန်ကန်သောတစ္ဆာတွေနဲ့နော်မှန်မှန်ကန်ကန်ပြောပြီးတော့မှလူတွေကိုအသိဉာဏ်ပေးကြရတာပေါ့နော်အပေးကြရတာဖြစ်တယ်ပေါ့နော်သူတို့အဲ့ဒီအပေါ်မှာပေါ့နော်ပုံတော့ရဲ့အမြင်လေးလည်းချက်ပြောကြရင်းနဲ့ပေါ့နော်ဒီနေ့ဒေါ်လာရင်းရဲ့အခြေအနေတွေနဲ့ကျင်တွဲပြီးတော့မှပုံတော့သူနည်းပြဖို့ဖြစ်ခေါ်ပါတယ်ဗျတမဗျာတမအဲအရောက်ပို့ပြီ အာဖုံဖုံမင်းတို့ညာနေတော့ကဆရာတော်တန်ခါတော်များနေတော့ကအာဆရာမလာမင်းညိုလေကျေးဇူးများကြီးတင်ပါတယ်ဒီကိုဖိတ်ကြားပေးတဲ့ဥစဉ်ကိုလည်းဖုံဖုံကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဒီလိုတော့ RMB အနုပညာသမားမှန်တယ်ဆိုအနုပညာသမားတချို့ကဟိုခဏဖုံဖုံမင်းတို့ညာပြောတဲ့ထင်မှာပါပါတယ်ဖက်ခွက်စာတပင်းနေဒီကဟိုရှိရှိတော့ကဘယင်ကိုဖျော်ဖြေခဲ့တဲ့အချိန်မှာဘယင်ကသဘောကျလို့တော့ဖက်နဲ့ ထုတ်ပြီးတော့သူတို့ကကြွေးလိုက်ကွာဆိုတဲ့ဟာမျိုးကိုပြောခဲ့တဲ့ဇကလုံးအတုံးတော့ဒါပေမဲ့အဲ့ဇကလုံးတော့သူတို့နေတယ်မတန်ဘူးပဲဟာဒါကတပည့်တော်အရှိတိုင်းပြောတာဘာကြောင့်ပြောရလဲဆိုတော့ရုပ်ရှင်အနုပညာရုပ်ရှင်သပင်ဂီတအားလုံးဒီဘွဲမှာတက်ကြတယ်ရုပ်ရှင်သပင်ဂီတဘွဲမှာတက်ကြတယ်တက်ပြောတဲ့ရုပ်ရှင်အစီယုံဥက္ကဋ္ဌဆိုတဲ့လူကဉာဏ်ပညာဘလောက်ရှိလဲမရှိလဲဆိုတော့ ြောသွားတဲ့စကလုံးတိုင်းစကလုံးတိုင်းစကလုံးတိုင်းမှာနားထောင်တာနဲ့ပညာရှိသူမြည်ဒီမှာအကုန်သိပါတယ်ဗျာဒါကဖာယာပြီးပြောတာလားတသန်းတစ်ချောက်လုံးမှာနှစ်ယောက်ပဲတက်ခဲ့တယ်ဆိုတော့ तू ပဲမမွေးတာလား तू မမွေးသေးတာဖြစ်လောက်မယ်ဒီ academy ပွဲပွဲမှာတက်လာတဲ့လူကြီးတွေအများကြီးပဲတပြည့်တို့ဒီမိုကရေစီစနစ်ကိုလှမ်းနေတဲ့အချိန်မှာယူရိုရဲ့နိုင်ငံခေါင်းဆောင်ဒေါ်ဆန်းစုကြည်လက်ထက်ဒုံးကလည်း တက်လာတာပဲလေအဲ့အကယ်မီပွဲပွဲကိုတပည့်တော်တွေရောက်တာပဲလေဒီလူကြီးကတည်တည်ကြီးနဲ့လှုပ်တယ်ဆိုရဲကွာလူမိုက်နဲ့ပေါင်ပြီးလူမိုက်လေးဖြစ်တာမဆမ်းပါဘူးဗျာသာသနာဖြစ်နေပေါင်ပြီးသာသနာဖြစ်တာလေမဆမ်းပါဘူးဗျာဗုဒ္ဓဘာသာလုတ်ခံယူထားပြီးတော့တင် जा ခဲ့တဲ့ခစ်အဆက်ဆက်မိဘတွေစုံတင်ဆုံးမခဲ့တဲ့ခစ်အဆက်ဆက်ဘာသာရေးကိုင်းဆိုင်မှုအဆက်ဆက်တင် जा ထားပြီးတော့ လူမိုက်မှမသိလူကောင်းမှမသိခွဲခြားပြီးမပေါင်းတတ်တဲ့လူမျိုးကြတော့ဒါကဗုဒ္ဓဘာသာအစစ် မဟုတ်ပါဘူးဗျာတိုင်းပြည်အတွက် အားထားရတဲ့ပုံကိုယ်ကြီးမဟုတ်ပါဘူးဗျာအဲ့မှာပျော်ရွှင်ချမ်းမြေ့စွာနဲ့ညနာရွှင်ပြစွာနဲ့တက်တဲ့လူများဘယ်နှယောက်ညာပါပါတယ်လဲဗျာဒီတော့ပြောချင်တာကသူတို့ကနိုင်ငံကြီးကိုအုပ်ချုပ်ထားပါလေပျော်ပွဲရှင်ပွဲတွေလုပ်ထားပါလေ ဒါငါတို့နိုင်ငံဒီမှာအေဂျင့်နေပါဘီဆိုပြီးတော့ပြခြင်းနဲ့ပြရုပ်တစ်ခုကိုလုတ်တဲ့လုတ်တဲ့ပွဲတစ်ခုပါလာတဲ့မင်းသားမင်းသမီးပြောတဲ့စကားလုံးတိုင်းကြီးအကုန်လုံးကိုတေချာတပြီတော့အညာတညာလုံးပြီးတဲ့အထိတပြီတော့ကြီးပြီပါတယ်မလိမ်ပါဘူးဗျဘာလို့ကြည်တာလဲဆိုတော့လူတွေရဲ့မျက်နှာ impression တွေကိုဒီလိုတော့ကြည်တာစိတ်ခံစားမှုတွေကိုကြည်တာတကယ်တော့သူတို့ရဲ့ရင်ထဲမှာ พาရပြီးတက်လာတဲ့လူတစုရှိတယ်လို့မဖြစ်မနေတက်ရတဲ့လူတွေလည်းရှိပါတယ်ဗျာမတက်ဘူးဆိုရင်ဘာဖြစ်လို့လဲအဲ့လိုပြောရလဲဆိုတော့မတက်ဘူးဆိုရင်တနက်ထောက်ထားတာဗျာလက်ရှိမှာပြည်တွင်းမှာသူတို့ကတနက်ထောက်ပြီးတော့အုပ်ဆိုးနေတဲ့လူမိုက်လူရန်ကားတွေဒီလိုလူမျိုးတွေရှိတယ်ဆိုတော့အပိုင်းပိုင်းခွဲပြမှာရမယ်အဲ့တော့အမှုပညာရှင် ဆိုတဲ့နာမည်နဲ့တော့မတက်ဘူးဗျာ အမှန်တကယ်ပြောရရင်အမှုပညာရှင်တွေပြည်သူအတွက်ဘုံဘုံခုနကပြောသလိုပြည်သူကလည်းအမှုပညာရှင်တွေအားပေးတာသမင်းကျွေးပါတယ်ကျွန်တော်တို့လူရှင်တော်တွေတော်တော်များများတုံးတဲ့စကယ်လို့အတုံးလုံးရှိပါတယ်ဗျာပြည်သူကကျွေးတဲ့သမင်းကိုစားပြီးတည်သူကိုကျေးဇူးဆက်ရမယ်ပြည်သူသားတွေအမိပြည်သူသားတွေအဖအဲ့တော့အဲ့ဒီလူတွေအကုန်လုံးက ဘာဖြစ်သွားလဲဆိုတော့တော်လိုင်းရေးအရေးတစ်ခုမှာတပည့်တော်ခုချိန်ဆိုရင်တော်လိုင်းရေးရဲ့100%မှာ80%ကတပည့်တော်တော်လိုင်းရေးအဖွဲ့ကြီးအလုံးကတော်တော်ကိုခီးရောက်နေပါပြီ။အဲ့တော့20%ဆိုတာကသူတို့နေတဲ့နေရာလီတစ်ခုစီလောက်ပဲ20%နေရှိပါတော့တယ်။အဲ့ဒီမှာမှလက်နဲ့ကင်ပြီးချင်းချောက်ထားတဲ့အမှုပညာရှင်တွေရှိသလို ရင်ထဲကနေပြီးတော့အဘအဘအဘဆိုပြီးတော့ဘောမှနေတော့အမှုပညာရှင်တွေတပုံကြီးပါဗျာဆိုတော့တို့ဘာပြောချင်လဲဆိုတော့တမုံမြကူတွင်းသူတစ်ချက်ထန်းတဲ့ယောက်ျားစင်ရန်ပါမင်းပါနေသူကိုဝင်သူဤသူ6ယောက်တည်စင်းပေါက်တယ်တဲ့အဲ့ဒါအမှုပညာရှင်တွေလည်းပါတယ်ဆိုအဲ့ဒီလူတွေအကုန်လုံးကမင်းပါနေသူတွေကြီးပဲမင်းအပါမှာနေတဲ့လူတွေဒီတစ်နှစ်တစ်ချိန် ာနာရှင်စနစ်ကတေးစီတက်စီပဲဟာဘယ်ကောင်ကိုချုပ်လိုက်လဲဘယ်ကောင်ကိုထည့်လိုက်လဲဘယ်ကောင်ကတော့ဟဲ့အောင်မင်းကငါတို့ဒါလုပ်ပြီးဒီလိုပဲသူတို့ကတွားလာခဲ့တဲ့နှစ်ပေါင်းကဟိုးရှစ်ဘရင်လက်ထက်တည်းကဒီလိုပဲလုပ်ခဲ့တာဗျာအဲ့တော့ဂျင်းနေအများကြီးပဲခုနဆရာမပြောတဲ့အထက်မှာဘုံဘုံကဖြည့်ပြီးပြောလိုက်တယ်ဂျင်းနေမမိပါသေးတယ်ဂျင်းနေဟုတ်ကဲ့ဒီပြတော်တို့ကငယ်ငယ်လေးတည်းကဂျင်းမိခဲ့တဲ့လူသားတွေဖြစ်သွားပါတယ် ဆိုတော့ဒီအစီအစဉ်လေးမှာဘုန်းဘုန်းတို့ဓမ္မနဲ့အာဓမ္မကိုခွဲခြားပြတဲ့အစီအစဉ်ဖြစ်တဲ့အတွက်အမှုပညာရှင်တွေတော်တော်များများကအမှန်တကယ်ပြောရရင်ပညာတတ်တွေဘာသလို့ပညာမဲ့တဲ့လူတွေလည်းပါပါတယ်ခင်ဗျာဆိုတော့နှမျိုးနှစ်စာကွဲပါအမှုပညာရှင်လို့ခေါ်တိုက်တဲ့လူပါသလို့အမှုပညာရှင်ဆိုတဲ့ခေါ်တိုက်တဲ့လူမျိုးတွေလည်းပါပါတယ်ဗျာဆိုတော့တပည့်တော်တို့သည် အာနာရှင်စနစ်ကိုတိုက်တာဒီပြီးတော့လို့မှလည်းအာနာရှင်စနစ်ကြောင့်သင်ခဲ့ရတဲ့ပညာတွေအများကြီးရှိပါတယ်အာနာရှင်စနစ်ရဲ့အဲမှာပဲပညာတွေဆရာမတို့လည်းကျွန်တော်တို့အကုန်လုံးပေါ့ကြီးပြင်းလာခဲ့ကြရတာပေါ့ဆိုတော့ဒီဒီတစ်ခေါက်မှအပိသက်မချိန်မုံနိုင်ဘူးဆိုရင်ဘုံဘုံခုနမင်းတို့ညပြောသလိုတပည့်တော်တို့တတ်တက်လုံးအိမ်ပြန်ဖို့စဉ်းစားလို့မရတော့ပါဘူးတပည့်တော်တို့ရဲ့ မွေးထားတဲ့သားသမီးတွေမိတွေညစ်တွေအကုန်လုံးဘဝတွေအားလုံးကအာနာရှင်ခေအဆက်ဆက်ရဲ့ဘဝရဲ့နှိမ့်ဆက်မှုခံရမှာပါဗျာအဲ့တော့ဒီလိုက်ကိုကြည့်ရှုနေတဲ့ညီကိုမောင်နှမတွေအားလုံးတော်လန်ရေးကိုတစိတ်တည်တာပဲပါပေးပါအများကြီးပါရမလို့ပါဘူးဗျာဘာလို့လဲဆိုတော့လူတိုင်းလူတိုင်းကကိုတာဝန်ကိုလေးတွေယူရပါကိုနိုင်တဲ့နေရာဥပမာ ဆရာမကပြာနဲ့နိုင်သလိုဆရာမကပြာနဲ့တာဝန်ယူသလိုဆရာဆရာတော်တန်ခါတော်ကြီးကဓမ္မနဲ့နိုင်သလိုဓမ္မနဲ့အားနဲ့သွားသလိုအမှုပညာရှင်တွေအကုန်လုံးကဒီဘက်မှာပါလာတဲ့အမှုပညာရှင်တွေအကုန်လုံးကအမှုပညာနဲ့နိုင်တဲ့အရာထမ်းဆောင်အောင်ပါဗျာဒါကဘဒူကမှတနက်ထောက်ပြီးမင်းတို့ဒါလုပ်ရမယ်မင်းတို့ဒါလုပ်ရမယ်ဆိုပြောထားတဲ့ဟာမဟုတ်ပါဘူးဗျာအဓိကကတော့ကိုတာဝန်တိကိုနိုင်ငံပြည့်စည်နေလို့ နိုင်ငံကောင်းစီကျင်တဲ့ဆန္ဒနဲ့ကိုယူထားတဲ့နေရာလေးမှာရသလောက်လေးကိုကိုလုံနိုင်ဖို့ပဲလိုပါတယ်ဗျာဘဒူပါပါမပါပါအားလုံးကအပစိတ်ချင်ကြတာဘဒူပါလို့ဘဒူမပါလို့လို့ပြောလိုက်မယ်ဆိုရင်တပည့်တော်တို့မှာအမြင်နှမျိုးရှိတယ်ဆိုတော့ဟိုဓမ္မနဲ့ပြောရင်ကောင်းတဲ့အမြင်ရှိလို့မကောင်းတဲ့အမြင်ရှိပါ မကောင်းတဲ့အားကကြီးဆိုးရင်ကောင်းတဲ့အားကဘေးထွက်ပေးရပါတယ်ဗျာဒါကတော့ဓမ္မနဲ့ဟောမကောင်းတဲ့အားကိုနိုင်မှုတော့တပည့်တော်တို့ကောင်းတဲ့အားတွေကများများလုထားမယ်ဆိုရင်ကောင်းတဲ့အားကြီးမကောင်းတဲ့အားကိုတခဏအတွင်းမှာအနိုင်ယူလို့ရပါတယ်ဆိုတော့အဲ့ဒီအတွက်လည်းတပည့်တော်တို့စူးစမ်းပါတယ်ကိုကိုကိုလည်းကောင်းအောင်နေပါတယ်နိုင်ရာတာဝန်ကိုလည်းယနေ့တိ2021 တလာနှစ်လပိုင်းတရက်နေရစာပြီးယနေ့ထိတပီတော့တရက်မှမပြစ်ပါဘူးလိုအပ်တဲ့နေရာမှာလိုအပ်တယ်လို့ကြိုးစားရုန်းကန်ပြီးလုပ်ပေးပါတယ်နိုင်ရင်ကုလိုက်ပါတယ်အမှုပညာနဲ့နိုင်တဲ့အရာကိုအမှုပညာနဲ့ကုပါတယ်ငွေနဲ့နိုင်တဲ့နေရာကိုငွေနဲ့ကုပါတယ်ဒီကတော့ဘလိုနီးနေပဲကုကုကျွန်တော်တို့ဒေါ်လာရေးအဖွဲ့ဒီစီမှာ ရောက်ရှိသွားပြီးအားဖြစ်စေတယ်ဆိုရင်ဒေါ်လာရေးအဖွဲ့ဒီရဲ့ အားကအရေးကြီးပါတယ်ဗျာရှေ့မှာတိုက်နေသောညီငယ်ညီမငယ်တွေကအသက်တည်နေပေးထားတာပါတပည့်တော်တို့ကဘဝပဲပေးထားရတာပါဗျာအသက်ဆိုတာရှင်မာသေးတယ်ဆိုတော့တိုက်နေတဲ့ညီငယ်ညီမတွေအတွက်တပည့်တော်တို့ကတပည့်တော်တို့ရဲ့ဘဝကိုဆွန့်တော့ပြီးတော့နိုင်တဲ့အရာလေးတွေကိုတန်ဖိုးထားပြီးလုပ်ပြီးတာဖြစ်တဲ့အတွက်ဒီစီစဉ်မှာဘုံဘုံကခုနပြောတဲ့အမှုပညာရှင်တွေအပိုင်းနေကြအပိုင်းနေမှာပေါ့နော် ရုပ်ရှင်တပင်းဂီတအဲ့သုံးခုမှာနိုင်ငံရဲ့ပြာယုတ်တစ်ခုအဖြစ်တွားလို့ရတဲ့အရာတွေပါဟောရုပ်ရှင်ဆိုရယ်နိုင်ငံသူနိုင်ငံသားတွေကိုဘယ်လိုစီယုံမလဲဂီတဆိုရင်တခြင်းနဲ့ဘယ်လိုစီယုံမလဲတပင်းဆိုရင်တပင်းအသက်ပညာနဲ့ဘယ်လိုစီယုံရမလဲဆိုတော့တွားလို့ရတဲ့မန်တိုင်း၃ခုပေါ့ဗျာ လောလောဆယ်တပည့်တော်တို့ဟိုတည်းမှန်နေဘာမှန်နေလို့ပြောတာမဟုတ်ပါဘူးခင်ဗျာပြောလို့ရအနုပညာပတ်သက်တဲ့အနုပညာပတ်သက်မှအဲ့ဒီမှန်နေတုံးခုမှာတော်တော်များများရုပ်ရှင်ပတ်မှာဆိုရင်အာနာရှင်စနစ်ကိုကြိုက်တဲ့လူတွေတပိုးကြီးရှိပါတယ်ခင်ဗျာအဲ့ဒါပါလဲဆိုတော့ကိုကောင်းစားဖို့အတွက်အာနာရှင်စနစ်ကချကျွီးတဲ့အကြံလေးတွေစားရတဲ့အရာတာကိုတိထားတော့လူတစု တပည့်တော်လူတစုလို့ပြောပါတယ်နာမည်မတက်ပါဘူးဂီတဂီတမှာလေအဲ့လိုပါပဲဗျာဒါပေမဲ့အဲ့လောက်မစိုးဘူးဗျာဘာဖြစ်လို့တပည့်တော်အဲ့ဒါလေးပြောရတယ်ဆိုဂီတရုပ်ရှင်မှာကတကယ်တော့အာနာရှင်စနစ်ကြောင့်ကြီးပွားလာတဲ့လူကြီးတွေတပုံကြီးပါဗျာဝေဖန်လို့ရပါတယ်ဒါတပည့်တော်ဝေဖန်ပြီးပြောတာဆောက်တပည့်တော်တပင်တပည့်တော်ကလူရှင်တော်ကိုတပင်ပညာနဲ့ ဒီစင့်ကိုတက်လာတဲ့လူတွေဆိုတော့တပင်မှာလည်းအဲ့လိုရှိပါတယ်ဆိုတော့အ ਨੇ အများပဲกว่าပါတယ်ဆိုတော့အကုန်လုံးကဒီပြီးတော့အခုရိုက်နေတဲ့ program တခုလို့ပေါ့ဘောမှနေကြတဲ့လူပါပဲဗျာဆိုတော့ဘလိုပဲဖြစ်ဖြစ်ဒီ system မှာဓမ္မနဲ့အာဓမ္မကိုဒီပြီးတော့ဒီလိုလေးတွေပြောပြလိုက်တဲ့အချိန်မှာကြီးစုနေသောညီကိုမောင်နှမတွေအားလုံးကတိသွားခဲ့တယ်ဆိုရင် တစုံတစပါပဲအများကြီးမလိုပါဘူးဒီပြောလို့ပြောတဲ့စကလုံးတိုင်းကနည်းနည်းလေးပဲတိနည်းနည်းလေးလှုပ်လိုက်တာ ਨੇ ကောင်းတော့မှာပါဗျာဆိုတော့ဒီပြီးတော့ဒီနေ့ဒီစီစဉ်မှာပြောမှဆိုမှရှိရင်နားလဲခွင့်လို့ပေးပါအအနုပညာနဲ့ပတ်သက်တာဖြစ်တဲ့အတွက်အနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောသလိုဒီပြီးတော့လည်းဘောကအကြောင်းနေတယ်ပါသွားသလိုဟိုဘုံဘုံတို့လည်းဒီပြီးတော့ဒီဘွဲကိုဖိတ်ပြီးတဲ့အတွက်လည်းကျေးဇူးတွေအများကြီးတင်ပါတယ်ဗျာဒါလေးနဲ့နှုတ်ဆက်ပြစီဗျာ ဟုတ်ကဲ့ပါကောင်းတော်ကြီးလူပညာဓမ္မတယောက်ရဲ့ပြိုအားဟာသူတို့ဘောမှာလွှမ်းမိုးမှုအရန်ကြီးကိုအကောင်းပါတယ်ခြားသူတယောက်ပြောတဲ့စကားခွန့်တရားနဲ့လူပညာဓမ္မတယောက်ပြင်ကိတရုပ်ရှင်အလုံးပါတာပေါ့လေပြောတဲ့စကားတခွန်းဟာအညီမျှတယ်လို့တော့ဆိုလို့ရပါတယ်ဒီလောက်အထိလွှမ်းမိုးကြတယ်ဤသူလူတို့ကချစ်ခင်ကြတယ်ပေါ့အချစ်ခင်ဆုံးလူတွေလူသားအုပ်စုထဲမှာလူပညာဓမ္မတွေကထိတွန်းကပါပါတယ် သူတို့ပြောတဲ့အတိုင်းလိုက်ပြောတယ်သူတို့ဝတ်တဲ့အတိုင်းလိုက်ဝတ်တယ်သူတို့ပြုတ်မှုတဲ့အတိုင်းလိုက်ပြုတ်မှုကြတယ်ချစ်ကနေမှမိမိတို့ကစံပြအဖြစ်နေကြရတဲ့သူတွေပေါ့နော်ပြီးတော့လူပညာသမားတွေဟာဓမ္မအပေါ်မှာဓမ္မမှန်တိုင်းပြုတ်ပြီးတော့ဓမ္မကိုစံပြအနေနဲ့မိမိတို့ကိုယ်တိုင်ကျင့်သုံးလိုက်နိုင်မယ်ဆိုရင်တော့ဦးသင်းတို့ရဲ့အေတိုင်းပြည်ဟာတကယ်ကိုအချင်းပြောင်းကြီးအကြီးမားဆုံးဖြစ်လာမှာပါအခုလိုပေါ့နော်ဟိုတပွင့်နေနဲ့ထွက်တော့ခဲ့တဲ့ဝန္ထရာဟိုကိုအောင်တော်တို့လို့ ဓမ္မအမှန်တရားပေါ်မှာတာတကယ်ရဲ့ရင်မမမနဲ့ယက်တည်နိုင်တဲ့အနုပညာများစွာပေါ်ပေါက်မယ်ဆိုလို့ရှိရင်တော့ကုသင်းတို့တန်းပြီဟာအချင်းပြောင်းဟာဒီတက်မကမြန်သာမာလိမ့်မယ်လို့ပြောကြရင်လည်းဒါကောင်တော့ကိုကျေးဇူးများစွာတင်ကြည့်ပါရစေ။